အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ရေဘုတ်အကြောင်းလေးကိုမျှဝေပေးသွားမယ်ရေဘုတ်ဆိုတာဓာမျိုးရေထဲကိုတွန်းချလိုက်လို့ရှင်ရေဘော်မှာဘောလုံးလေးပေါ်နေတဲ့အုပ်ကိုခေါ်ကြပါတယ်တချို့ကဝိတ်ဘုတ်ကိုလည်းခေါ်ပါတယ်ရေဘုတ်ကိုလည်းခေါ်ပါတယ်အခေါ်ကအဓိကမဟုတ်ပါဘူးကျွန်တော်တို့သုံးဆွဲတဲ့နေရာမှာအသုံးဝင်ဖို့ပဲအဓိကကြပါတယ်ရေဘုတ်အုပ်တွေကိုအမျိုးမျိုးထုတ်လုပ်ကြပါတယ်ဒီလိုရေဘုတ်အုပ်တွေကဆိုလို့ရှိရင် တဲတဆဘီလက်မီတဆနဲ့ထုတ်လုပ်ထားတာပါ ပုံစံကတော့ပွားတယောင်ယောင်မြင်ရမှာဖြစ်ပါတယ်ဒါကတော့တဲတဆဘီလက်မီတဆနဲ့ထုတ်လုပ်ထားတဲ့ရေပေါ်အုပ်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်စမ်းသပ်ထားတဲ့တူတွေနဲ့ထုနှက်ထားတာဖြစ်ပါတယ်ဒီဘက်ကအာကတော့ရေပေါ်အုပ်မဟုတ်ပါဘူးဝိတ်ပေါ်အုပ်လို့ခေါ်ပါတယ်တဲတဆဘီလက်မီနှဆဖြစ်ပါတယ်နှဆဆိုလို့ရှိရင်ရေပေါ်မပေါ်ပါဘူးမာတဲ့အဆင့်ကတော့ရေပေါ်အုပ်တဲ့ပူပြီးတော့မာတဲ့အသားလဲပူပြီးတော့ညက်ပါတယ်သူလည်း ရောင်းတန်းနဲ့ရောင်းတန်းလူတွေလည်းတုံးဆွဲကြပါတယ်တချို့ကိုယ်တိုင်လုပ်တဲ့လူတွေလည်းတုံးဆွဲကြပါတယ်စက်ယုံတွေကလည်းတော်တော်များများလုံရောင်းကြပါတယ်ဒီအချိုးစားကတော့ရေမပေါ်ပါဘူးမာတဲ့အဆင့်ကတော့ပိုမာပါတယ်ဒီဘက်ကအုတ်ကတော့ရေပေါ်ပါတယ်မာတဲ့အဆင့်ကတော့နည်းနည်းလေးပြော့ပါတယ်တရားကတော့ရေမပေါ်တဲ့အုတ်ပါကျွန်တော်တူထုပြတာနှစ်ခုကိုရှင်ပြီးတော့ထုပြထားတာဖြစ်ပါတယ်အခုအုတ်ကတော့ရေပေါ်အုတ်ကိုကျွန်တော်ကတူနဲ့ထုပြတယ်သူကတော့ တာမန်အုပ်တွေလို ခွက်ခနဲမကွဲသွားပါဘူးတူတွေဘာတွေနဲ့ထုလို့ရင်နစ်ဝင်သွားတဲ့သဘောပဲရှိပါတယ်ဒါကိုကျွန်တော်ရည်သေးကိုပြစ်ချပြပါမယ်ရည်ပေါ်ပေါ်တဲ့အဆင့်ကိုကျွန်တော်လှုပ်ထားတာဖြစ်ပါတယ်အဲ့လိုရည်ပေါ်အုပ်တွေကိုလှုပ်ယူလို့ရပါတယ်ပိုပြီးတော့မာတဲ့အဆင့်ကြီးတည်ကျင်နေဆိုလို့ရှိရင်ဓာခွဲခန်းနေမှာကိုယ်တိုင်လှုပ်ပြီးတော့ကိုယ်တိုင်ဆန်းတက်လို့ရှိရင်ပိုပြီးတော့ကောင်းပါတယ်ကျွန်တော်လှုပ်ထားတဲ့အုပ်တွေကိုတော့ ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးတော့တခွဲကန်းအဖြေတွေလည်းရယူထားတာရှိပါတယ်။တင်နှမ်းမှာလည်းကျွန်တော်တင်ပြီးတဲ့ဒူတွေကိုကိုယ်တိုင်လုပ်ပြီးတော့ကိုယ်တိုင်စမ်းသပ်ပြီးတော့ကိုယ်တိုင်စိတ်ယုံနေတီထောင်ပြီးတော့အောင်မြင်နေတဲ့လုပ်ငန်းရှင်တွေလည်းအများကြီးရှိပါတယ်။သူတို့လုပ်ငန်းတွေမှာဆိုလို့ရှိရင်ရေဘောအုပ်တွေကိုထုတ်လုပ်ကြရတယ်၊စက်တီမှာစမ်းသပ်ကြရတယ်ဟိုဓာခွဲကန်းတွေမှာစမ်းသက်ကြရဲရရှိလာတဲ့အဖြေတွေကိုသူတို့ reset တွေယူထားပြီးတော့ရောင်းချနေတာဖြစ်ပါတယ်။ယခုကျွန်တော်ရေဘောအုပ်ကိုအလွယ်တကူလုတ်ပြတဲ့ ဗီဒီယိုလေးပြပါမယ်။တရားကတော့သဲတပုံးပါ။ဒါကတော့တနိုင်တစ်ပိုင်းလုတ်တဲ့လူတွေအတွက်စတင်ပြီးတော့ဖန်တီးဖို့အတွက်လုပ်ယူလို့ရပါတယ်။သဲတပုံးထည့်မယ်။ဘီလက်မြေတပုံးထည့်မယ်။ဒီလိုသဲတပုံးဘီလက်မြေတပုံးကိုဒီလိုခွက်ကလေးနဲ့ dream machine လိုမျိုးဒလက်ပါတဲ့ဟာလေးနဲ့ handmade ကိုယ်တိုင်လုပ်လို့ရပါတယ်။ကိုအိမ်ကိုကိုစောက်လို့လည်းရပါတယ်ခြံစည်းရိုးတွေလည်းကားလို့လည်းရပါတယ်ကျွန်တော်ကိုယ်တိုင်ကြံခဲ့တဲ့၄၅၆နှစ်ခုနှစ်ကဆိုရင်ကျွန်တော်ဒီလိုဒလက်ကလေးနဲ့ တစ်လုံးနဲ့ကျွန်တော်အမြုပ်ဆက်ကလေးတစ်လုံးရဲ့ဝယ်ယူပြီးတော့လေမှုဆက်ကလေးနဲ့ကျွန်တော်လှုပ်ပြီးတော့အိမ်လေးနှလုံးသုံးလုံးကျွန်တော်ဆောက်ဖူးပါတယ်နေတော့ကြာကောင်းကြာလိမ့်မယ်နှစ်လသုံးလလောက်ကြာကောင်းကြာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကဇွဲရှိဖို့တော့လိုပါတယ်ဒုတိယကြောင့်ရေပေါ်အုပ်ကိုကျွန်တော်တို့လှုပ်ယူတဲ့နေရာမှာရေပေါ်အုပ်လှုပ်တက်ပြီဆိုလို့ရှင်ကြံတဲ့ဝိပေါ်အုပ်တွေဝိမပေါ်တဲ့အုပ်တွေကျွန်တော်အကုန်လှုပ်လို့လေရပါအဓိကကတော့ကျွန်တော်တို့ရေပေါ်အုပ်ကိုရအောင်လုပ်မယ်ရေပေါ်အုပ်လှုပ်ယူတဲ့နေရာမှာ အယူရှင်းဆုံးအလွယ်ကူဆုံးကျွန်တော်သင်ပြထားတာဖြစ်ပါတယ်ကျွန်တော်သင်တန်းမှာလည်းလာတက်လို့လည်းရပါတယ်အခါအလျောဆိုတာဖွင့်တဲ့သင်တန်းတွေကိုလာတက်လို့ရပါတယ် online မှာလည်းကျွန်တော်အများကြီးတင်ပြထားပါတယ်အခုအချိန်ပါဆိုလို့ရှိရင်တဲတဆဘီးလက်မြေတဆကိုအလိုက်တင်ဒီရေနဲ့ရောပြီးတော့ဒလက်နဲ့မှုလိုက်ပါတယ်အဲ့လိုဒလက်နဲ့မှုပြီးလို့ရှိရင်ကျွန်တော်တို့ဖန်တီးထားတဲ့အမြုပ်ဆက်နဲ့ကျွန်တော်တို့အမြုပ်ကိုထည့်မယ်အမြုပ်ထည့်တဲ့နေရာမှာလည်းကို့ ရဲ့ဘီလက်မီဖြောတဲ့အချိုးအစားကိုလိုက်ပြီးတော့အမြုပ်ထည့်ရမှာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်အမြုပ်နေဘလောက်ထည့်မယ်၊ရည်ဒီဘလောက်ထည့်မယ်၊ဘီလက်မီဒီဘလောက်ထည့်မယ်ဆိုတာကိုလိုချင်လို့ရှိရင်ကျွန်တော်ကိုချက်ပေါက်ကတွေဆက်သွယ်ပြီးတော့တောင်းယူလို့ရပါတယ်။တင်နန်းမှာလည်းလာတက်လို့ရပါတယ်။ကျွန်တော်ကအခမဲ့တင်နန်းတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်။ကျွန်တော်ဖန်တီးထားတဲ့အမြုပ်ဆက်တွေကဆိုလို့ရှိရင် တော်တော်များများကျွန်တော်အမြုပ်ဆက်တွေတော်များများဖန်တီးထားပါတယ်အမြုပ်ကောင်းမွန်တဲ့အမြုပ်တွေရမယ်ကောင်းမွန်တဲ့အည်တွေးတွေရအောင်ကျွန်တော်အစွမ်းကုန်ကြိုးစားရတာဖြစ်ပါတယ်ကျွန်တော်ရဲ့အမြုပ်ဆက်ကိုလည်းတော်တော်များများစိတ်ယုံနေမှာတုံးကြပါတယ်လုပ်ငန်းရှင်တွေလည်းအကြိုက်တွေ့ကြပါတယ်တာမန်အမြုပ်ဆက်တွေတဲ့ပို၍ကောင်းအောင်လို့ကျွန်တော်ဖန်တီးထားတာတွေလည်းရှိပါတယ်တူတကြောင်တင်ထဲမှာလာတက်ကြရတဲ့လူတွေကဒီလိုရေပေါ်အမြုပ်ဆက်လေးတစ်လုံးကိုရအောင် န်တီးရမယ်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့အိမ်မက်တွေကိုအကောင့်ထဲ follow ရပါတယ်မိမိအိမ်ကိုစောင့်ခြင်းတော့၎င်းစိတ်ယုံကြည်တွေထောင်ခြင်းတော့၎င်းမိမိခြံစည်းရိုးကိုကိုယ်တိုင်ကာခြင်းတော့၎င်းလုပ်ငန်းတည်တည်လေးလေးတည်ထောင်ခြင်းတော့၎င်းကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဖန်တီးလို့ရပါတယ်။တခြားအကြံဉာဏ်တွေဘူးတုဒ္ဒတွေနဲ့တခြားလိုအပ်တဲ့ဓာတ်ပုံတွေလိုအပ်ခရရှိတော့ကျွန်တော်ကိုတောင်းလို့ရပါတယ်။ကျွန်တော်ရဲ့လိပ်စာအတိုင်းမေးမြန်းပြီးတော့ဝယ်ယူလို့လည်းရပါတယ်။ဒီအမြုပ်ဆက်တွေကတော့ကျွန်တော်က လုပ်ငန်းရှင်တွေလိုအပ်တဲ့အတိုင်းကိုကျွန်တော်ကဖန်တီးပေးထားတဲ့အမြုပ်ဆက်တွေဖြစ်ပါတယ်အမြုပ်ဆက်တွေကလည်းများသောအားဖြင့်ရတော့တနိုင်တစ်ပိုင်းလုတ်တီမှဒီစက်ယုံတွေလုတ်တဲ့အထီကိုအသုံးဝင်ပါတယ်တချို့အမြုပ်ဆက်တွေဆိုလို့ရှိရင်၄၅၆နှစ်9နှစ်လုံးဝကိုပျက်စီးခြင်းမရှိပါဘူးမိမိထိမ့်သိမ့်နဲ့မှုကောင်းရင်ကောင်းတဲ့လောက်ကြာရှိခံပါတယ်ဒီအမြုပ်ဆက်တွေကတော့ကျွန်တော်အရင်တော့ဆိုနိုင်ငံသားတွေမှာယူတင်သွင်းရပါတယ်အခုမြန်မာပြည်မှာကိုယ်တိုင်ထုတ်လို့ ဖန်တီးထားတဲ့ဟာတွေအများကြီးပေါ်ပေါက်နေကြပါပြီတချို့ပညာရှင်တွေကိုယ်တိုင်လုပ်ယူလို့လည်းရပါတယ်အခုမြင်တွေ့ရတာကတော့တဲရဲ့ဘီလက်မီရောထားတဲ့အတွေကိုကျွန်တော်တို့အမြုံကိုသူ့အချိုးအစားတိုင်းကျွန်တော်တို့ထည့်ရမယ်လိုချင်တဲ့အချိုးအစားတွေထည့်ဖို့အချိုးအစားဇရခွက်ကိုကျွန်တော်ရှိမှလာတောင်းယူလို့ရပါတယ်ကျွန်တော်မြည်သူမဆိုအခမဲ့သင်တန်းတွေလည်းပေးပါတယ်လိုချင်တဲ့နည်းပညာတွေနဲ့တခြားဓာတ်ပုံတွေအထောက်အပံ့ပြုမယ်ဓာတ်ပုံတွေ လုတ်ဆောင်ပုံလုတ်ဆောင်နည်းလေးလဲကျွန်တော်အခမင်းမျှောက်ပြီးနေတာဖြစ်ပါတယ် Viber ကလာတောင်းလို့လည်းရပါတယ် Messenger ကလာတောင်းလို့လည်းရပါတယ်ဖုန်းဆက်ရေးမေးမြန်းလို့လည်းရပါတယ်စုံစမ်းလို့လည်းရပါတယ်အားလုံးအခမင်းဖြစ်ပါတယ်ယခုမြင်တွေ့ရတာကတော့တဲတဆဘီလက်မြေတဆတဲ့ကိုအမြုံကိုကျွန်တော်တို့လိုအပ်တဲ့လောက်လေးထည့်လိုက်မယ်ဒီဟာကိုရလာတဲ့အမြုံတွေကိုကျွန်တော်တို့ကရေးတလီတာဆန့်နဲ့ချိန်ခွက်1000ဂရမ်ဆန့်နဲ့ရေကို1000ဂရမ် ထည့်ပြီးတော့ချိန်လိုက်လို့ရှင်တထောင်ကရံရတဲ့ခွက်နဲ့ဒီအမြုပ်နေဘီလက်မြေကြီးရောတဲ့ရောစာတွေကိုကျွန်တော်တို့ချိန်ကြည့်လိုက်မယ်အဲ့တော့ရေတထောင်ကရံဆဲ့တဲ့ခွက်ကဒီခွက်ကရေတထောင်တထန်ဆန်တဲ့ခွက်ပါအဲ့ဒီခွက်နဲ့ကျွန်တော်တို့ဒီပျော်ရည်တွေကိုထည့်ပြီးတော့ချိန်လိုက်လို့ရှင်တထောင်ရဲ့အောက်900တို့980တို့950တို့ဆိုရင်ဒါရေပေါ်တဲ့အနေထားကိုရောက်သွားပါပြီဒီအသွေးသားကိုကျွန်တော်တို့က ပုံစံကိုယ်တည်းကိုထက်လိုက်မယ်နောက်တရက်ကြာလို့ရှင်ထုတ်လို့လို့ရှင်ရေပေါ်အချူစာဖြစ်ပါတယ်ညာကတော့ကျွန်တော်တို့လက်တွေ့ကြကြဖြောဆက်ထားတာဖြစ်ပါတယ်925 g ရှိပါတယ်1000 g ရဲ့အောက်0.925 g ရှိပါတယ်အဲ့ဒါဆိုလို့ရှင်ရေပေါ် ချူစာဖြစ်ပါတယ်ကျွန်တော်ရဲ့တင်နှမ်းမှာလည်းလက်တွေ့ကြကြလာလဲတင်လို့ရပါတယ်တချို့တွေဆိုရင်နေဝေးရတွေလာမတင်ကြပါဘူးကျွန်တော်ရဲ့ online မှာရှိတဲ့တင်နှမ်းတွေကတွေပြောတက်မြောက်သွားတဲ့လူတွေအများကြီးရှိပါတယ်လူတွေကြောင့်ဒီပျော်ရည်တွေကိုအသင့်ရှိထားတဲ့မူခွက်တွေတဲ့ကိုလောင်းထည့်လိုက်လို့ရှိရင်နောက်တစ်ရက်ဆိုလို့ရှိရင်ຢာတွေကခွာလို့ရပါပြီသုံးဆွဲလို့ရတဲ့အုပ်အနေထားကိုရပါပြီပို့ပြီးတော့ကြေကြေပြန့်ပြန့်တည်ကျင်နေဆိုလို့ရှိရင်ကျွန်တော်ဖုန်းဆက်လို့ပြီးလို့လည်းရပါတယ် Viber တွေလည်းပြီးလို့လည်းရပါတယ် ်ဒါမျိုးအုတ်တွေကိုကျွန်တော်တို့ကနောက်တည့်ရမှာခွာမယ်နှစ်ပတ်တန်ဒီတလပန်တန်ဒီမှာကျွန်တော်တို့28ရက်ဆိုလို့ရှိရင် ကောင်းကောင်းသုံးဆွဲလို့ရတဲ့အနေထားကိုရောက်ပါပြီကောင်းကောင်း6ချင်တော့ကျွန်တော်တို့28ရက်နဲ့တလ ကြာမှာဆိုရင်မျိုးစားကောင်းတဲ့အုပ်တွေကိုရရှိပါလိမ့်မယ်။ဒါတို့ကြောင့်ဒီထဲမှာပူကြီး margin နဲ့ဆိုလို့ရှိရင် stabilizer လို့မာစီးတွေလည်းထုတ်လို့ရပါတယ်။ဒီမူလေးကတော့ကျွန်တော်ကိုယ်တိုင်သင်တန်းပြဖို့တဲ့ဖန်တီးထားတဲ့မူလေးဖြစ်ပါတယ်။ဒီမူကတော့အကုန်ကြအသက်တာဆုံးပါပဲ factory မူလို့လည်းခေါ်ပါတယ်။ဘေးကာထားတဲ့အပြားတွေကတော့ composite ပြားတွေနဲ့ကာထားပါတယ်။တချို့ ဆိုရင်တံပြားရည်နဲ့ကပါတယ်တံပြားရည်နဲ့ဆိုရင်ကျွန်တော်တို့ကအကုန်ကြများမယ်ဒီလိုကွန်ပိုစစ်ပြားကတော့အားနည်းချက်ကဘာရှိလဲဆိုလို့ရှိရင်ဘေးကတစ်လုံးကပြည့်တော့မှဘေးကတစ်ဝက်ကိုအရင်လောင်းရပါတယ်လို့ဆိုရင် ိုက်တွေဖောင်းပြီးတော့ကားထပ်ပါတယ်သူတို့ကြောင့်ဘီယာတဝက်ဖြီးနောက်ဘီယာတဝက်ဖြီးတဝက်ဖြီးပြီးတော့မှလောင်းလို့ရပါတယ်ကျွန်တော်ရဲ့အမြုပ်ဆက်တွေကိုဝယ်ယူပြီးတော့လုပ်မယ်ဆိုရင်ဒီလိုလုပ်ငန်းကြီးတွေလည်းလုပ်လို့ရပါတယ်ဒါကတော့၃၃လုံးအုပ်ဆက်ရုံရဲ့မြင်ငွင်းလေးဖြစ်ပါတယ်ဒါမျိုးတနိုင်တပိုင်းလုပ်ငန်းကိုလည်းလုပ်လို့ရတယ်ဒီလိုဆက်ရုံကြီးလေးလည်းထောင်လို့ရပါတယ်အမြုပ်ဆက်တစ်လုံးရှိရမယ်ပုံဆက်တစ်လုံးရှိရမယ်သူ့ရဲ့ဆက်ရုံမှာဆိုလို့ရှိရင်ဒီလိုအမြုပ်တွေကိုကျွန်တော်တို့တဏီကုန် ကုံနိုင်တဲ့အနေအထားကိုလွတ်တိုင်းကြီးနဲ့ဖြောထားပါတယ်ဒီအမြုပ်ဆက်ဆိုလို့ရှိရင်ကြံခဲ့တဲ့6နှစ်9နှစ်ကကျွန်တော်ဖန်တီးပေးထားတဲ့အမြုပ်ဆက်ဖြစ်ပါတယ်ဒီအမြုပ်ဆက်ဆိုလို့ရှိရင်6နှစ်9နှစ်လောက်ရှိပါပြီကျွန်တော်ပြန်ပြီးတော့အမြဲတမ်းသူ့ဟာကိုပြုပြင်ပေးပြီးတော့အမြဲတမ်းကျွန်တော်တန်ရှင်းလေးလုပ်ပြီးအမြဲတမ်းကျွန်တော် view ဆိုင်ပြီးတော့ပြန်လည်ပြီးတော့အသုံးချလို့ရအောင်ကျွန်တော်အမြဲတမ်းပြုပြင်ပေးနေတဲ့ set လုံးဖြစ်ပါတယ်၃၃လုံးအုပ်ဆက်ယုံမှာလည်းအုပ်ဒီလုတ်တယ်အောင်လည်းလာပြီးတော့လေ့လာလို့လည်းရပါတယ် ဒီဟာကတော့အမြုပ်ဆက်ကတွေအမြုပ်ရည်ကိုမော်တာတဲကိုဒီအမြုပ်ဆက်တဲကိုတွင်းတဲ့အမြုပ်ဆက်ကထွက်လာတဲ့အမြုပ်ရည်ကိုကိုနကမှုဇက်တဲကိုဘီလက်မီမှုကန်တဲကိုအပေါ်ကတွေရောပိုက်နေသွားပြီးတော့အမြုပ်ကိုသူချပြီးလို့အတွက်စင်စားတာဖြစ်ပါတယ်ဒီအမြုပ်ဆက်ကဆိုလို့ရှိရင်ဘီလက်မီ၃အိတ်ကတွေ၅အိတ်ထိသူဖြော်လို့ရပါတယ်ရောဆက်တဲ့အချိုးစားတွေကတော့1 2လို့1 3လို့ရောဆက်လို့ရပါတယ်ညာကတော့ တို့အုပ်ဆက်ယုံမှာလုပ်နေတဲ့လုပ်ငန်းခွင်ကိုသင်တန်းသားတွေအနေနဲ့လာရောက်လေ့လာလို့လည်းရပါတယ်လာရောက်သင်ယူလို့လည်းရပါတယ်အုပ်ဝယ်သူတွေအနေနဲ့ဒီအုပ်တွေကိုဘယ်လိုလုပ်တယ်ဘယ်လိုလုပ်ယူတယ်ဆိုတာကိုလည်းဝင်ရောက်လေ့လာလို့လည်းရပါတယ်ဒီ၃၃လုံးအုပ်ဆက်ယုံကဆိုလို့ရှိရင်ထောက်ကျန့်ຫນွေကွေ ြီးရွာမှာရှိပါတယ်။ထောက်ကျန်ဆိုတာရန်ကုန်မြို့ရဲ့မြို့ပြင်နားမှာရှိပါတယ်။ထောက်ကျန်နယ်ကကြီးရွာမှာ၃၃လုံးအုပ်စက်ရုံကိုညီသူမစိုးလာရောက်လေ့လာလို့လည်းရပါလေ။ဝယ်ယူလို့လည်းရပါတယ်။ဒီ၃၃လုံးအုပ်စက်ရုံမှာဆိုလို့ရင်သူကစနစ်တစ်မျိုးနဲ့ထုတ်လုပ်ပါတယ်။ဒီဘီလက်မီဖြော်မယ်သူကဖြော်ပြီးလို့ရှိရင်ဒီဖြော်ကန်တဲ့ကိုသူအမြုပ်နေထဲ့မယ်ထွက်လာတဲ့ပျော်ရည်တွေကိုဒီတွန်းလဲနဲ့တွန်းပြီးတော့မူတွေကိုသူကလောင်းထဲ့မယ်သူရှိမှလည်း battery mode စနစ်ကဓာတ်ရိုက် ကိတ်မူလို့ခေါ်တဲ့လှီးတဲ့စနစ်လည်းသုံးပါတယ်ဒီမြင်နေရတဲ့မူကတော့ဖတီမူစနစ်ပဲဖြစ်ပါတယ်ဒီမူကတော့ မန္တလေးနဲ့စကိုင်းမှာရှိတဲ့စကိုင်းကဆက်ယုံတယုံကပုံလေးဖြစ်ပါတယ်ဒီစကိုင်းကဆက်ယုံကဆိုလို့ရှင်သူဘက်ထရီမိုလေးတွေကိုသူတနိုင်တစ်ပိုင်းသူလှုပ်ထားပါတယ်ဒီမိုလေးတွေအတူလေးတွေသူလှုပ်ထားတာကတော့သူကရွှေပြောင်းတည်ယူဖို့လွယ်အောင်လို့သူလှုပ်ထားတာဖြစ်ပါတယ်ဒါဆိုလို့ရှင်လှုပ်သားတွေတက်တောင့်တက်တာလေးလောင်းချလို့ရအောင်သူကလှဲကလေးနဲ့ပိုက်နဲ့စီတင်ဖန်တီးတာဖြစ်ပါတယ် ီလိုမျိုးမူတွေကဆိုလို့ရှိရင်သူကဘေးဒီကိုယူမထွက်အောင်သဲလေးနေနဲ့ဖို့ထားတယ်အောက်ကျမ်းပြင်မှာသူကအခင်းမပါဘူးအောက်ကျမ်းပြင်ကိုသူကဒီတိုင်းအညီလေးလုတ်ပြီးတော့ခင်းထားတယ်သူကကုန်ကြစိတ်သက်သာအောင်လုတ်ထားတဲ့နီးစနစ်ပေါ့နော်သူတို့ကြောင့်အလုတ်သမားလဲသက်သာမယ်ကျွန်တော်တို့ထုတ်လုတဲ့ဇီးိတ်ဒီမမြင့်တဲ့အတွက်ကြောင့်ဝယ်ယူသုံးဆွဲတဲ့လူတွေအုတ်ဒီကိုဇီးပေါ်ပေါ်နဲ့တက်တောင့်သက်သာလေးသုံးနိုင်အောင်လို့ထုတ်လုလို့လည်းရပါတယ်ဒါကတော့လုပ်ငန်းရှင်တွေရဲ့ကျွမ်းကျင်မှုနဲ့ ဉာဏ်ကြီးဉာဏ်သွေးမြင့်တက်လာရင်ပို့ပြီးတော့လုပ်ငန်းတွေကကောင်းတဲ့ကောင်းလာနိုင်ပါတယ်လိုအပ်တဲ့အုပ်မူတွေရဲ့ပုံစံတွေကိုလိုချင်လို့ရှိရင်ကျွန်တော်ကိုဓာတ်ပုံကားတွေ Viber ကတွေတောင်းလို့ရပါတယ်ကျွန်တော် ဓာတ်ပုံတွေပေးပို့လို့ရပါတယ်ဗီဒီယိုတွေလည်းပေးပို့လို့ရပါတယ်တချို့လုပ်ငန်းတွေကဆိုရင်တိတိလေးကလည်းစလို့ရတယ်အလေအလတ်လည်းလုပ်လို့ရတယ်စက်ယုံအကြီးကြီးတွေလည်းလုပ်လို့ရပါတယ်ကျွန်တော်ရှိမှဆိုရင်တချို့လုပ်ငန်းရှင်တွေကသူတို့ရဲ့လုပ်ငန်းဒီမှာလုပ်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုပြန်လည်မျှဝေထားတာရှိပါတယ်ကျွန်တော်ကလည်းကြံတဲ့လူတွေကိုတည်စီလူတွေမျှဝေလူတွေအတွက်ကြောင့်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ကိုရဲ့ ကျွမ်းကျင်မှု အပိုင်းလိုက်အပိုင်းလိုက် ကိုကပူ၍ကျွမ်းအောင်ကျွမ်းကျင်အောင် လိမ္မာအောင် လုပ်ယူလို့ရတဲ့ဉာဏ်ကောင်းရင်ကောင်းတယ်လို့ဖန်တီးလို့လည်းရတဲ့လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်စီမားဆိုလို့ရှိရင်ဘက်ထရီမိုတို့တခြားမိုတွေပုံစံတွေလည်းကျွန်တော်ဖန်တီးထားတာတွေရှိပါတယ်ဒီမိုကတော့ဖက်ထရီမိုဖြစ်ပါတယ်ဒီမိုတမိုကိုအရင်တော့ကလုပ်မယ်ဆိုလို့ရှိရင်3-4000ကနေပြီးတော့3-4သိန်းကြီးကုန်တတ်ပါတယ်ဒီမိုတွေကိုလည်း ဖန်တီးလို့ရပါတယ်ဒီမူကကျမ်းပြင်ပါမှာအခင်းပါတယ်ဒီမူကတော့ကျမ်းပြင်ပါအခင်းမပါဘူးပံပြားကာထားတယ်ဒီမူလည်းသုံးလို့ရပါတယ်ဒီမူကတော့သုံးလို့ရှိရင်ဘီးဘက်တီကိုအောက်ဘက်ကယူနိုင်တဲ့အတွက်ကြောင့်သင်းလေးတွေအုပ်ပေးရပါတယ်ဒီမူလည်းအကုန်ကျတက်တာပါတယ်သူကတော့အခင်းမပါဘူးပြီးလို့ရှိရင်ခြောက်သွားလို့ရှိရင်ဘီးဘောင်တွေကိုခွာထုတ်လိုက်ရတဲ့မူမျိုးဖြစ်ပါတယ်။ယခုမြင်တွေ့ရတဲ့မူတွေကတော့မြောက်ပရိမာရှိတဲ့ လင်းဘလောက်ကစက်ယုံရဲ့မြင်ကွင်းလေးဖြစ်ပါတယ်ဒီမူတွေကတော့သူကနိုင်ငံခြားရမှာယူတင်သွင်းထားတဲ့မူတွေဖြစ်ပါတယ်ဘေးပေါင်းတွေကလည်းတန်နဲ့လုပ်ထားတယ်အလေအဆန်တွေကလည်းတန်နဲ့လုပ်ထားတယ်ဒီဟာလည်းဘက်ထရီမူပဲဖြစ်ပါတယ်ဒီမူတမူကိုဆိုလို့ရှိရင်သူက28လုံးလောက်ကိုထွက်ရှိပါတယ်မူရဲ့တန်ကြီးကလည်းကြီးပါတယ်လှပတဲ့အုပ်တွေရမယ်ဆိုလို့ရှိရင်မူကောင်းကောင်းဆိုလို့ရှိရင်လှပတဲ့အုပ်တွေကိုရနိုင်ပါတယ်ဒီမူတွေကဆိုရင် သူ့ရဲ့အုတ်ဆိုင်က၄လက်မှ၈လက်မှ၂ပီစိုက်ကြီးဖြစ်ပါတယ်ရန်ကုန်မှာတော်တော်များများတုံးကြတဲ့အုတ်ဒီမန္တလေးမှာတုံးကြတဲ့အုတ်ဒီကတော့၄လက်မှ၈လက်မှ၁လက်မတွေတုံးကြပါတယ်ဒီလိုနိုင်ငံများတင်သွင်းတဲ့အုတ်ဒီကကြတော့မူလီကကြတော့၄လက်မှ၈လက်မှ24လက်မှအရွယ်အစားတွေဖြစ်ပါတယ်သူ့ရဲ့စက်ယုံမှာဆိုလို့ရင်ဒါမျိုးမူတွေမူ90 100လောက်ရှိပါတယ်တို့တဲ့ကြောင့်လုပ်ငန်းတစ်ခုလုပ်တဲ့နေရာမှာ CSC လုပ်ငန်းကိုတည်တည်လေးကလည်းလုပ်လို့ရတယ်လုပ်ငန်းအကြီးကြီးလည်းလုပ်ရတာဒါမျိုးစက်ရုံတည်ုံမှာဆိုရင်မူတွေအများကြီးဆိုလို့ရှိရင်ကျွန်တော်တို့ရင်းနှီးမတည်ငွေကလည်းအများကြီးဖြစ်သွားပါလိမ့်မယ်တို့တကြောင်တစ်နေ့တစ်နေ့ထွက်ရှိတဲ့အုပ်ကလည်းထောင်နဲ့တောင်းနဲ့ချီထွက်ရှိနိုင်အောင်လို့လုပ်ယူနိုင်ပါတယ်။မူများရင်များတယ်လို့လုပ်ယူနိုင်ပါတယ်။တချို့ကမေးကြတယ်။ကိုပိုင်လုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်ဘလောက်ကုန်မလဲဆိုတော့ကိုရင်းရင်းနဲ့အပေါ်မှာကုန်နိုင်ပါတယ်။သူတို့ကြောင့်ဒါကတော့ သုံးသုံးလုံးအုပ်ဆက်ယုံကမြင်ကွင်းလေးဖြစ်ပါတယ်ခုနကလိုမှုရက်ကြီးနဲ့မှုတွေဟာဒီကိုပြီးသွားလို့ရှိရင်ဒီပျော်ရည်တွေကိုလှဲနဲ့တွန်းလာတယ်အသင့်ရှိတဲ့၄ဆောင်ရှိတဲ့ဘောက်ကြီးတွေကိုသူကထည့်လိုက်တယ်ဒီဟာကတော့ဘက်ထရီမူလို့မခေါ်ပါဘူးဘက်ထရီမူကအလေအကန့်နေပါကဒီကတော့ကိတ်မူလို့ခေါ်ပါတယ်ဒီကိတ်မူဆိုတဲ့အယူအဆကတော့ပြီးလို့ရှိရင်သူကကိတ်မုတ်ကိုလှီးတယ်လို့ပြောလွှတ်နဲ့ဖြတ်လို့ လွယ်ခေါ်ကြတာဖြစ်ပါတယ်ကျွန်တော်ဗမာတွေအလွယ်ခေါ်ကြတာဖြစ်ပါတယ်သူတို့ကြောင့်ဒီအစာတွေကိုထည့်လိုက်တယ်လူသားတွေကဒီအစာတွေကိုမျက်နှာမြင်ကိုညီညာအောင်လို့အလိုက်တင်နေချောပြီးတော့ခဏလေးစောင့်ရပါတယ်ဒီအရကတော့ဒီစက်ယုံကလူသားတွေရဲ့ကျွမ်းကျင်မှုအလွန်လိုအပ်ပါတယ်ဆတ်ဆာချင်းလုတ်တဲ့လူတွေမှာ ခက်ခဲကောင်းခက်ခဲနိုင်ပါလိမ့်မယ်ဒါကတော့ကျွမ်းကျင်မှလှုပ်ယူလို့ရနိုင်တယ်စနစ်တစ်ခုပဲဖြစ်ပါတယ်ဒီလှုပ်သားတွေကတော့ဒီလုပ်ငန်းတွေမှာကျွမ်းကျင်နေပါပြီကျွန်တော်တို့တာမန်ပထမဦးဆုံးလုပ်မဲ့လူတွေကျတော့နည်းနည်းခက်ခဲရှိပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီပျော်ရည်တွေအတွင်းသားတွေ6အောင်လို့ကျွန်တော်တို့က3နိုင်4နိုင်စက်တင်တိုင်းကိုစောင့်ရပါတယ်အဲ့လိုစက်တင်တိုင်းစောင့်ရတဲ့အချိန်ကဆိုလို့ရှိရင်လုပ်ငန်းကျွမ်းကျင်မှပဲပိုပြီးလွယ်ကူမှဖြစ်ပါတယ် ဒီလိုစက်ယုံပါလဲတွားပြီးတော့လေ့လာလို့ရပါတယ်သူတို့လူသားတွေကဆိုလို့ချင်းဒီလိုမူဇက်ကြီးတွေကထွက်လာတဲ့ပျော်ရည်တွေကိုဒီလိုပေါက်တွေတွေကိုထက်လိုက်တယ်ဒီပေါက်ကအမြင်ကရှစ်လက်မှရှိပါတယ်အကျေကတော့ကျွန်တော်တို့ဘီလက်မြေတိတ်ဆက်ဟိုတကံပုံစံမျိုးသူကလောက်ထားတာဖြစ်ပါတယ်ဒီဘေးပေါင်တွေကိုငါးတက်သားတွေနဲ့လည်းလှုပ်လို့ရပါတယ်သူကတော့ စက်ယုံအကြီးဖြစ်တဲ့တဲ့ကြောင့်တန်ပြားတန်ကိုတွေတွေနဲ့လှုပ်ထားပါတယ်တန်ကိုတွေဆိုလို့ရှိရင်ကျွန်တော်တို့ကြာရှည်လဲခံပါတယ်မူမလောင်းခင်မှာကျွန်တော်တို့မူတွေမကတ်အောင်လို့ချောစီတုတ်ရပါတယ်အင်ဂျင်ဝိုင်းအဟောင်းတို့၎င်းမူမကတ်တဲ့စီဒီတို့၎င်းတုတ်ရပါတယ်တုတ်ပြီးလို့ရှိရင်ဒီပျော်ရည်တွေကိုလိုက်တင်နေလောင်းထည့်ပြီးတော့မျက်နှာပြင်ကြီးညီညာအောင်လို့ကျွန်တော်တို့အပေါ်ကညှိယူရပါတယ်မျက်နှာပြင် ကြီးညီပြီးဆိုလို့ရှိရင်ကျွန်တော်တို့3နာရီ4နာရီစက်တင်တိုင်းကိုစောင့်ရပါတယ်6တက် အချိန်လေးကိုနည်းနည်းလေး၆တဲ့အချိန်လေးကိုစောင့်ရပါတယ်၆ပြီးဆိုတော့မှဘေးဘောင်ကပန်ဖရိန်ဗျားတွေကိုခွာထုတ်ရမှာဖြစ်ပါတယ်တိုးတဲ့ကြောင့်မခွာခင်အချိန်လေးမှာကျွန်တော်တို့စယုံရပြီးတော့ထွက်သမျှပျော်ရည်တွေကိုမိုးရီအများကြီးခင်းထားပြီးတော့ဒီလောင်းယူရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီလို CSC လုပ်ငန်းကတနိုင်တစ်ပိုင်းလုပ်မယ်နင်းနေလုပ်ငန်းအလေအလတ်လုပ်မယ်စက်ယုံကြီးလုပ်မယ်ဆိုရင်မိုးရီ အတုံးချတဲ့အပေါ်မှာပဲမူတည်ပါတယ်မူရင်ရင်းတယ်လို့အတုံးချရပါတယ်တို့တကြောင်တချို့တွေကမေးကြတယ်ဒီလိုလုပ်ငန်းလုပ်လို့ရှိရင်ငွေဘလောက်အရင်းကြီးကုန်တယ်လဲဆိုရင်မိမိရင်းရင်းတယ်လောက်ကုန်ပါတယ်ကျွန်တော်တို့စလုပ်လို့ဟာဆိုလို့ရှိရင်သိန်း30သိန်း40လောက်နဲ့စခဲ့တဲ့လုပ်ငန်းလေးတွေလည်းရှိခဲ့ပါတယ်ကျွန်တော်ဆိုရင်သိန်း30နဲ့စခဲ့တဲ့လုပ်ငန်းလေးကျွန်တော်လုပ်ဖူးပါတယ်လုပ်ပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ပြီးတော့လုပ်ငန်းအကြီး တီထောင်နိုင်တဲ့ဒီကျွန်တော်လုတ်ခဲ့ဘူးပါတယ်ဒီစက်ယုံကတော့တုံးတုံးလုံးအုပ်စက်ယုံကတော့ငွေကြီးစံပြကျွေးရမှာရှိပါတယ်ထောက်ကျန်အနီးကငွေကြီးစံပြကျွေးရမှာရှိတယ်တုံးတုံးလုံးအုပ်စက်ယုံကိုလည်းလာရောက်ဖိတ်ခေါ်ဖို့အတွက်လာရောက်ဖို့လေ့လာဖို့အတွက်ဖိတ်ခေါ်ပါတယ်ဒီလုပ်ငန်းမှာဆိုလို့ရှိရင်လုပ်သားတွေကဒီလိုပေါင်တွေကိုခွေပြီးတော့၃နိုင်၄နိုင်လောက်ရှိရင် အမျိုးဘေးပေါင်းတွေကိုခွာထုတ်လိုက်ပါတယ်။ညာဆိုလို့ရှိရင်နည်းနည်းမပြော့မမအနေထားလေးကိုဖြစ်သွားပြီ။အဲ့လိုခွာထုတ်ပြီးရဲ့အချိန်ကြလို့ရှိရင်တော့ကလုံသားတွေကဒီပေါ်ဘူးဂွင်ဒီလွှာနဲ့ဖြတ်လို့ရတဲ့ frame ကြီးတစ်ခုကိုကောက်ပြီးတော့ဆွတ်လိုက်တယ်။ဆွတ်ပြီးလို့ရှိရင်နှစ်ဖက်လွှာနဲ့ဟိုဘက်ဒီဘက်နှစ်ယောက်ကင်ပြီးတော့ဆွဲလို့ရှိရင်အုတ်တွေ ဖြစ်ရှိလာပါဖြစ်ပါတယ်ဒီ frame နေရဆိုလို့ရှင် top frame တစ်ခုကိုတော်တော်များများကုန်ကြပါတယ်တိုင်းနဲ့ချီကုန်ကြတဲ့အနေအထားရှိပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့လုပ်ငန်းအလေလက်ပဲလုပ်မလားစိတ်ုံကြီးပဲလုပ်မလားမိမိရဲ့ယဉ်ကြီးနိုင်ဖို့အပေါ်မှာပဲမူတည်ပါတယ်မိမိကစိတ်ုံကြီးလုပ်မယ်ဆိုလို့ရှင်မူတွေအများကြီးတုံးရမယ်အကြီးတွေတုံးရမယ်ဒီ frame နေရဆိုလို့ရှင်တံပြား frame နေလို့ရင်အနည်းလေးတိုင်းနဲ့ချီ ုံကြနိုင်ပါတယ်အဲလိုတိမ့်တဲ့ချီကုံကြတဲ့အမူတွေကဆိုလို့ရှင်စိတ်ုံတေုံမှာဆိုရင်အနည်းလေးတရားတွေ200အထိရှိတတ်ပါတယ်အုတ်များရင်များသလိုထုတ်လို့ဖို့အတွက်သူအများကြီးလှုပ်ထားရပါတယ်ဒီမူတမူဆိုလို့ရှင်အုတ်အလုံးများဆုံးရမှာအလုံး20ပဲရမှာပဲတို့တဲ့ကြောင့်ခုနကခွာထားတဲ့ frame ဂျာတွေကိုကျွန်တော်တို့လေးလမလိုချင်လို့ရှင်လေးလမ site ဖြတ်မယ်ရှစ်လမလိုချင်လို့ရှင်ရှစ်လမ site ဖြတ်မယ် ယခုမြင်တွေ့ရတာကတော့သူတို့ကလွှာကလေးနဲ့ဒီကကိုလိုချင်တဲ့အတိုင်းဒါလေးလက်မဆိုရင်လေးလက်မအတုံးဖြတ်လိုက်ပါတယ်။ယခုမြင်တွေ့တဲ့လုံသားတွေကဆိုလို့ရှိရင်တချောင်းကျော်ရှစ်လက်မအတုံးနေဖြတ်နေတာဖြစ်ပါတယ်။အဲဒီတော့လေးလက်မအတုံးလိုချင်ရင်လေးလက်မအမြောင်းလေးကိုဖြတ်မယ်။ရှစ်လက်မလိုချင်ရင်တချောင်းကြားသူဖြတ်မယ်။အဲဒီတော့မူအုပ်ကိုဒီမူစနစ်ကတော့ပတ်စံအကုန်ကြတတ်တာတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့၃လက်မ site လိုချင်လို့ရှိရင်၃လက်မ ဓာတ်ဖောင်တစ်ခုလုပ်ထားမယ်လီလမစိုက်လို့ယင်လို့ရှိရင်လီလမဓာတ်ဖောင်တစ်ခုလုပ်ထားမယ်အဲ့တော့6လမအုပ်လိုချင်လို့ရှိရင်3လမစိုက်မူကိုထည့်လိုက်ထည့်လိုက်ပြီးတကြောင်ကြားထည့်လိုက်လို့ရှိရင်3လမမူလည်းအုပ်လည်းရမယ်6လမအုပ်လည်းရမယ်လီလမမူတစ်ခုလုပ်ထားပြီးလို့ရှိရင်လီလမလိုချင်လို့ရှိရင်လီလမကိုဖြတ်7လမလိုချင်တကြောင်ကြားဖြတ်ရင်7လမမူရမယ်အဲ့တော့ကျွန်တော်တို့ကမူနှစ်ခုဆိုလို့ရှိရင်3လမရယ်6လမရယ်4လမရယ်8လမရယ် လေးမျိုးထွက်ရှိတယ်တို့တကြောင်ဒီစနစ်ကဆိုလို့ရှိရင်မူနဲ့ထုတ်လုပ်မှုစရိတ်မှာတက်တာတဲ့စနစ်တခုရှိပါတယ်ဗီလက်မီတို့၎င်းအုတ်ဟိုအုတ်ကိုထုတ်ရှိဖို့အတွက်ဗီလက်မီကတော့သူ့ရဲ့အချိုးစားတိုင်းကုံမှာဖြစ်ပါတယ်တခြားမူတွေဖန်တီးမှုတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘက်ထရီမူတွေရဲ့ဆိုင်ဒီလိုဓာတ်နဲ့လွှားနဲ့လှီးတဲ့မူတွေကပို့ပြီးတော့ ုံချစေပို့ပြီးတော့တက်တာပါတယ်။သူကတော့ကြွန့်ကျင်မှုတွေလိုပါတယ်။စိတ်ယုံရဲ့လုံသားတွေရဲ့ကြွန့်ကျင်မှု ကောင်းကောင်းလေးရှိမှစတင်ပါလို့အကြံပြုနိုင်ပါတယ်။သူတို့ကြောင့်မလုတ်တတ်သေးလို့ရှင်ရင်လည်းစိတ်ယုံမှလာပြီးလေ့လာလို့ရပါတယ်။ ကြည့်လို့လည်းရပါတယ်အုပ်ွယ်မဲ့လူဒီအနေနဲ့လေဒီအုပ်ဒီကိုဘလူထုတ်တယ်ဘလူထွက်ရှိလာတယ်ဆိုတဲ့ဟာတွေသူ့ရဲ့မာကြောတဲ့အဆင့်ဘလောက်ရှိတယ်ဆိုတဲ့ဟာတွေကိုဆောက်ရစာတန်းတွေမှာလာပြီးတော့လေလေ့လာလို့ရပါတယ်စက်ယုံတွေမှာလည်းမေးမြန်းလို့ရပါတယ်အုပ်ဈေးတွေကိုလည်းအချိန်နဲ့တပြေးညီပြောင်းလဲနေတဲ့အုပ်ဈေးတွေကိုလည်းစုံစမ်းလို့လည်းရပါတယ်နောက်ပိုင်းတွေမှာကျွန်တော်ရဲ့သူတို့ရဲ့လိပ်စာတွေနဲ့ဖုန်းနံပါတ်တွေကိုထည့် ပေးထားပါတယ်အဲ့ဒီလိပ်စာတွေဖုံးနေမှာလဲဆက်သွယ်ရေးမြင်းမြန်းလို့ရပါဒီအုတ်တွေကိုကျွန်တော်တို့ကနေလန်းလို့ရှိရင်နေလန်းနဲ့ကွင်းထဲမှာအနည်းလေး28ရက်ထားရပါတယ်28ရက်ပြည့်မှ grade A ဆိုတဲ့ CSC အုတ်တွေကိုရရှိမှာဖြစ်ပါတယ်သူ့ဆက်ယုံမှာဆိုလို့ရှိရင် အုတ်တွေကိုသူ့ရက်နဲ့ရက်နဲ့တတ်မှတ်ထားပြီးတော့အချောက်ခံထားတာတွေရှိပါတယ်အဲ့ဒီရက်သားပြည့်မှသူက အုတ်တွေကိုဆက်ယုံရတဲ့ grade A ဆိုပြီးတော့တတ်မှတ်ပြီးတော့ပို့ပါတယ် ထုတ်လုပ်တဲ့နေရာမှာစနစ်ကျကျနဲ့ထုတ်လုပ်လေအုပ်အည်တွေကပိုကောင်းလေဖြစ်ပါတယ်။သူတို့ကြောင့်အဆောက်အဦစောက်တဲ့နေရာမှာဒီလိုအုပ်တွေကိုပို့ပို့ပါပါလေးတုံးလို့လည်းရမယ်ဈေးတက်တောင့်တက်တာလည်းတုံးလို့ရခြင်းလို့ရှင်တော်တုံးတုံးလုံးအုပ်ဆက်ရုံကိုလာရောက်လေ့လာလို့လည်းရပါတယ်ဝယ်ယူလို့လည်းရပါတယ်မေးမြန်းလို့လည်းရပါတယ်စုံစမ်းလို့လည်းရပါတယ်ဒါကတော့တုံးတုံးလုံးအုပ်ဆက်ရုံရဲ့မြင်ကွင်းလေးဖြစ်ပါတယ်ကျွန်တော်တို့တုံးတုံးလုံးအုပ်ဆက်ရုံမှာဆိုလို့ရှင်အုပ်တွေကိုသူက နီလန်းနဲ့ကွင်းမှာအနည်းလေး28ရက်လောက်ထားတယ်ထားပြီးတော့မှသူကတုံးဆွဲဖို့အတွက်ကိုပုတ်တဲ့စနစ်ကိုသူတုံးထားပါတယ်သူတကြောင်အုတ်တွေကိုအရည်အသွေးကောင်းကောင်းနဲ့လုပ်လို့ရအောင်သူဖန်တီးထားတာဖြစ်ပါတယ်ဒီလိုအုတ်တွေကိုဘီလက်မြီ ကုန်နဲ့စီလို့ရှင်ပူရေးအကုန်ကြတတ်တာပါတယ်။တာမန်ဘီလက်မြင်နဲ့လည်းစီလို့ရပါတယ်။တာမန်ဘီလက်မြင်နဲ့ကုန်နဲ့စီတဲ့နေမှာဘာတွေကွာခြားတယ်လို့ရှင်တာမန်ဘီလက်မြင်နဲ့စီလို့ရှင်အများကြီးစင်စီလို့မရပါဘူး။ကုန်နဲ့စီလို့ရှင်မြန်မြန်စီလို့လည်းရပါတယ်။ဒီလိုအုတ်တွေထုတ်တဲ့နေရာမှာလိုအပ်တဲ့ဆက်တွေကတော့လီမှုဆက်တီတီလီတစ်လုံးလိုမယ်။လီမှုဆက်ကလည်းကြိုက်တဲ့လီမှုဆက်လိုပါရပါတယ်။ကြိုက်တဲ့လီမှုဆက်တီတီပဲဖြစ်ဖြစ်ကြီးကြီးပဲဖြစ်ဖြစ်ကြီးကြီးတုံးရင်တော့ပူရေး အမြုပ်အည်သွေးကောင်းကောင်းလေးရမယ်အမြုပ်ကုန်တာလည်းတတပဲဒီလိုလေမှုဆက်တွေကိုအရွယ်စားတီးတီးကြီးကြီးအကုန်တုံးလို့ရပါတယ်သူလူတို့အတွက်ကြောင့်အုတ်ထုတ်မယ်ဆိုလို့ရှိရင်မူလိုမယ်တချို့လူတွေကကိုယ်တိုင်းမူလေးတွေကိုဖန်တီးကြပါတယ်ဒါကတော့လုပ်ငန်းတစ်ခုရဲ့အလုပ်ဆိုင်မှာတုံးတဲ့ foundation သုံးမဲ့မူကိုသူတို့ကိုယ်တိုင်လှုပ်ထားတဲ့မူလေးဖြစ်ပါတယ်။သုံးသုံးလုံးအုပ်ဆက်ယုံမှာလည်းမူကြီးဘလို့လှုပ်ရတဲ့ဆိုတာကိုလာရောက်လေ့လာလို့လည်းရပါတယ်။သူ့ရဲ့လိပ်စာကတ်ကလေးကိုကျွန်တော်ညှဝေပေးထားတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ CSC အသားတွေနဲ့ပုတ်လုံးတိုင်တွေလည်းလှုပ်လို့ရပါတယ်။ဒီလိုပုတ်လုံးတိုင်တွေကတော့နီးပြီးတော့မှရှိတဲ့ဆက်ယုံတစ်ခုကထုတ်လုပ်ထားတာဖြစ်ပါတယ်။ဒီလေမုတ်ဆက်ကတော့အမြုပ်ဆက်နဲ့တွဲပြီး တုံးတဲ့လေမှုဆက်တစ်မျိုးဖြစ်ပါတယ်အမြုပ်ဆက်တွေကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်လည်းဖုန်းနံပါတ်အတိုင်းဆက်သွယ်ဝယ်ယူလို့ရပါတယ်ဒီလိုအမြုပ်ဆက်ခုရှိုံနဲ့ကျွန်တော်တို့ရေဘောအုပ်တွေကိုတီးတီးလေးတနိုင်တစ်ပိုင်းရနေပြီးတော့ဆက်ယုံအကြီးကြီးတွေအထိထုတ်လုပ်လုပ်ယူလို့ရပါတယ်ဒါကတော့ဤပြည်တော်မှာရှိတဲ့ဆက်ယုံရဲ့လုပ်ငန်းခွင်လေးတစ်ခုပြပြပြပါတယ် သူ့ရဲ့စက်ယုံမှာဆိုရင်ပုံလုံးนี่လဲထုတ်ထားပါတယ်တခြားအုပ်တွေကိုလည်းထုတ်ယူထားပါတယ်လုပ်ငန်းခွင်တွေကိုလည်းလာရောက်လေ့လာလို့လည်းရပါတယ်တင်ယူလို့လည်းရပါတယ်အုပ်တွေလည်းဝယ်ယူလို့လည်းရပါတယ်နောက်လုပ်ငန်းရှင်တွေကတော့ကိုယ်တိုင်ခြံစည်းရိုးကာလို့ရှိရင်ကိုယ်တိုင်လုပ်ကြတဲ့ခြံစည်းရိုးပြားတွေလုပ်တဲ့လုပ်ငန်းရှင်တွေလည်းရှိပါတယ်ဒီလိုမိုတွေနဲ့ပုံတွေနဲ့စက်တွေနဲ့လိုအပ်လို့ရှိရင်ကျွန်တော်ရဲ့ Viber မှာလည်းကောင်း Messenger မှာလည်းကောင်းတောင်းယူလို့ရပါတယ်မေးယူလို့ရပါတယ် ချိန်ပြီးကြိုဆိုလေးရှိပါတယ်တခြားလုပ်ငန်းရှင်တွေရဲ့တယ်လီဖုန်းတွေနဲ့အုပ်ဝယ်မဲ့လိပ်စာတွေကိုလည်းကျွန်တော်ဗီဒီယိုတွေမှာဖုန်းနံပါတ် တွေပါတခါတည်းတွေ့ပြီးတော့တင်ပြထားတာတွေလည်းရှိပါတယ်လုပ်ငန်းရှင်တွေလုပ်ချင်တဲ့လုပ်ငန်းကိုစတင်ဖို့အတွက်ကျွန်တော်ကတွေပြီးတော့အဖက်ဖက်ကတွေကူညီနေတဲ့လူတွေဖြစ်ပါတယ်တို့ကြောင့်လူကြီးမင်းတို့လိုအပ်တဲ့ဆက်တွေပဲလူလူမူတွေပဲလူလူ ဓာတ်ပုံနဲ့အထောက်အကူဖြစ်မဲ့ဆောက်ရွက်စာတန်းတွေလိုလို့ရှင်ကျွန်တော်တို့ Viber တွေလည်းမြင်းမြန်းလို့လည်းရပါတယ်တယ်လီဖုန်းဆက်ရည်လည်းမြင်းမြန်းလို့လည်းရပါတယ်ကျွန်တော်ရှိမှရှိတဲ့ဓာတ်ပုံတွေအထောက်ထားတွေနဲ့ video တွေကိုကျွန်တော်ပြန်လည်ပြီးတော့ပေးပို့သွားမှာဖြစ်ပါတယ်ယခုမြင်တွေ့ရတာကတော့ link block ရဲ့မြောက်တွေမှာရှိတဲ့သူ့ရဲ့စက်ယုံကထွက်ရှိတဲ့ပစ္စည်းတွေဖြစ်ပါတယ်သူ့ရဲ့စက်ယုံမှာဆိုလဲအုတ်တွေကိုကြီးမားတဲ့ ဆက်ကြီးတွေနဲ့ထုတ်လို့ထားတာတွေရှိပါတယ်။နေ့စဉ်နေ့စဉ်တောင်းနဲ့ခြီးပြီးတော့ထွက်တဲ့အုပ်တွေကိုထုတ်လုပ်နေတဲ့စက်ယုံအကြီးကြီးလည်းဖြစ်ပါတယ်။သူ့စက်ယုံမှာဆိုလို့ရှိရင်အမြဲတမ်းလူသားလူအချက်ရှိပါတယ်။လုပ်ငန်းလုပ်လို့တဲ့လူတွေလည်းဆက်သွယ်နိုင်ပါတယ်။လူသားတွေကိုအချိန်နဲ့အမျှသူကလိုအပ်နေပါတယ်သူရဲ့အုပ်လူအပ်ချက်များလုပ်သားတွေလည်းအများကြီးလိုအပ်ပါတယ်ဖုန်းတွေကိုဆက်သွယ်ပြီးတော့လုပ်ငန်းတွေလည်းတောင်းလို့လည်းရပါတယ် သူ့ရဲ့စက်ယုံမှာဆိုလို့ရှိရင်လည်းကြံငင်းလုံးတွေကိုပုတ်လုံးတိုင်တွေကိုတခြားအတုံးဝင်တဲ့ပစ္စည်းတွေအများကြီးလဲထုတ်လုပ်ပါတယ်အုပ်များကိုလည်းအစင်အရေးသွေးမိပြီးထုတ်လုပ်ပါတယ်အရာကတော့ရန်ကုန်မြို့မှာရှိတဲ့တုံးတုံးလုံးအုပ်စက်ယုံရဲ့ငင်ကွင်းလေးဖြစ်ပါတယ်ဒါကတော့ညီပြည်တော်မှာရှိတဲ့အုပ်စက်ယုံရဲ့ကြော်ညာလေးဖြစ်ပါတယ်ကျွန်တော်ကခြားမျိုးတွေမျိုးတွေမှာရှိတဲ့အုပ်စက်ယုံတွေရဲ့ကြော်ညာတွေကိုအမြဲတမ်းကြော်ညာပေးနေပါတယ်လူကြီးမင်းတို့လုပ်ငန်းရှင်တွေ ကြော်ညာခြင်းနဲ့ဆိုလို့ရင်ကျွန်တော်ကိုဓာတ်ပုံနေ message တွေအတန်ဖိုင်နေပြီးပို့ပြီးတော့ကြော်ညာပေးပါမယ်ပြီးပို့ထားပါကျွန်တော်ကားတွေပြီးတော့ lesson ကန်မျှဝေပေးပါမယ်ကြော်ညာပေးပါမယ်ညာကတော့ညဝီမျိုးမှာရှိတဲ့ link block ရဲ့ကြော်ညာတဲ့ pamphlet လေးဖြစ်ပါတယ်ဒီစာသားတွေကိုဖတ်ရှုပြီးတော့လေ့လာလို့လည်းရပါတယ်သင်ကြားလို့လည်းရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ